တဝင်းကျင်တဲ့ဒေသခံတွေပေါ်တာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းရှင်သာဖြစ်ချင်တယ်လို့ပြောလိုက်သူကတော့လုပ်ငန်းများစွာကိုဥဆောင်နေသူမတ်တင်တင်လွင်မှာသူဟာဂျာမန်စကားပြောအဲလန်းညိုတူအဖြစ်ကနေခရီးသွားလုပ်ငန်းနဲ့ဆက်ဆက်လုပ်ငန်းတွေကိုတစင်ချင်းလုပ်ကင်ပြီးရီမန်းချက်အတိုင်းအကောင့်ထည့်ဖော်နေသူဖြစ်ပါတယ်။သူဘလို့စူးစမ်းခဲ့ရတယ်လဲဘလို့တာဝန်ယူမှုတွေနဲ့စီးပွားရေးလုပ်ကင်နေတယ်လဲခိုင်မွန်ချူကတွစ်ဆုံမြင်မြန်ထားပါတယ်ရှင်။ မမင်္ဂလာပါရှင်မင်္ဂလာပါညီမလေးဟုတ်ကဲ့ပါမရှင်ပထမဆုံးမိကုန်းတစ်ခုအနေနဲ့အမစတင်ပြီးတော့အလုပ်လုပ်ကြခဲ့တာဘယ်ချင်းလောက်ကလဲရှင် โอเคတကယ်ဆိုလို့ရှိရင်အမကတော့1996ခုနှစ်ပေါ့နော်1996ခုနှစ်အမဓာတုဗေဒဘာသာရဲ့နဲ့ကျောင်းပြည့်ရဲ့အချိန်ကနေစပြီးတော့အမ UFL တက်တယ် UFL မှာဂျာမန်ဘာသာအဓိကနဲ့ဒီပလိုမာတန်းကိုစတက်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့အချိန်တုန်းကဆိုလို့ရှိရင်အမတို့ခီးသွွားလုပ်ငန်းရာဆိုလို့ရှိရင်1996မှာသူက visit မြန်မာရေးရနဲ့ခီးသွွားလုပ်ငန်းရာစတင်တယ်လေအဲ့အချိန်မှာအမကိုယ်တိုင်ကလည်းနိုင်ငံခြားဘာသာစကားကိုစိတ်ဝင်စားတယ် ပြီးတော့တခြားနိုင်ငံရဲ့သမိုင်းတွေပါတယ်အမအရန်စိတ်ဝင်စားတဲ့အတွက်အမအဲ့အဲ့ချိန်မှာအမဂျာမန်ဘာသာကိုအမ UFO မှာသင်ပြီးတော့နှစ်နှစ်လောက်ပဲသင်ပြီးတာနဲ့အမဂိုက်ဘဝကိုအမစတင်ခဲ့တယ်။အဲ့မှာဂျာမန်အဲလန်ညွန်ဘဝနဲ့အမ Swiss Key သွားကုမ္ပဏီတစ်ခုမှာပေါ့နော် Permanent Guide ဖြစ်နေနေအမစတင်ပြီးတော့အဲ့အလုပ်ကိုစလုပ်ခဲ့။အမရဲ့ first job ကလည်း last job ပဲပေါ့နော်။ဟုတ်ကဲ့ပါမရှင်ဟာအဲ့တော့အမအစတင်ပြီးတော့ဒီလုပ်ငန်းအနေနဲ့အမစတင်ခဲ့တဲ့လုပ်ငန်းကကြတော့ဘယ်လုပ်ငန်းနဲ့စတင်ခဲ့တာလဲ ဒီဂျာမန်ဘာသာစကားပြောတဲ့ဆိုဆိုက်တီပေါ့ဆွစ်ဇာလန်ရေဗီယာနာရေ ဩစတြေးလျခေါ်မှာပေါ့နော်ဆွစ်ဇာလန်ရဲ့ဩစတြေးလျဂျာမနီအဲ့ဒီမှာရှိတဲ့အမရဲ့မိတ်ဆွေအကုန်လုံးကပြောတင်းတင်းနေရဆိုလို့ရှိရင်ဒီအချိန်မှာနင် entrepreneur တယောက်ဖြစ်တင်နေပြီပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ life ကို change တင်ပြီလို့သူတို့ပြောတဲ့အချိန်မှာအမစဉ်းစားရယ်ငါကုမ္ပဏီရဲ့ boss ကိုငါမှန်မှန်ကန်ကန်ပြောမယ်ငါဘဝတစ်ခု life တစ်ခုကိုပြောင်းကျင်တယ်သူနဲ့လုပ်ခဲ့တဲ့အချိန်မှာအမကုမ္ပဏီကိုတစ်ချိန်မှမထိခိုက်တဲ့ဖြစ်ကုမ္ပဏီတိုးတက်ဖို့အမအများကြီးလုပ်ပေးခဲ့တဲ့အတွက်အမကိုအမလည်းလေးပြာလုံးနေဒီလုပ်ငန်းကနေပြီးတော့ entrepreneur life ကိုကူးပြောင်းမှုပေါ့နော် ူးပြောင်းတဲ့အချိန်မှာအမအမ business edit တခုကိုစောင့်ထိန်နေပေါ့နော်ဟုတ်ကဲ့အမတို့ရဲ့ company ရဲ့သူတို့နဲ့ပတ်သက်နေတဲ့ တိုးကုမ္ပဏီတွေအမလုံးဝမဆက်သွယ်ဘူး။အမတတိနဲ့ဒီပတ်သက်တဲ့ manager တွေအားလုံးလည်းအမပြောခဲ့တယ်။ဒီ company မှာဆက်သွယ်ပြီးလှုပ်ဆောင်နေတဲ့ client တွေအကုန်လုံးကိုငါလုံးဝဖြားယောင်းတွေးဆောင်ပြီးတော့ငါ company နဲ့သွားဖို့ဆိုတာငါဆွဲမှာမဟုတ်ဘူး။ဒါငါရဲ့စောင့်ထိုင်းတဲ့ဒါတစ္ဆာကြတခုပဲပေါ့နော်။အမှန်တိုင်းပြောလို့ရှိရင်အမမှာပတ်စံနည်းနည်းလေးပဲရှိတယ်။ဟုတ်ကဲ့ပါ။အမဝန်ထမ်းလေးနှစ်ယောက်နေပဲအမဒီ travel center တခုအမစတင်တည်ထောင်တာပေါ့နော်။ဒါပေမဲ့အဲ့ဒီအချိန်မှာကိုကိုတိုင်မဲ guide လုပ်တယ်။ ကိုကိုတိုင်းပဲတိုး operation ကိုကိုကိုတိုင်းကင်နေပေါ့နော်အဲ့ချိန်မှာတိုးအရေတော်ကလည်းရန်နေတယ်ကိုကိုတိုင်းလိုက်တယ်တချို့တိုးလေးတွေဂိုက်ခေါ်တယ်ကိုတငယ်ချင်းဂိုက်ပြီးရှိတယ်ရန်တော်တွေဂိုက်ပြီးရွေးပြီးခေါ်တယ်အဲ့ချိန်မှာအမဘယ်အရာမဆိုအမသူတို့ရဲ့လိုအပ်ချက်တွေအကုန်လုံးဒီတေးသိနေတဲ့အခါကျတော့ဒီလုပ်ငန်းအတူတူလုပ်ကင်သူတွေရဲ့အဲအားနည်းချက်ပေါ့နော်သူတို့အားနည်းချက်လေးတွေဘာရှိလဲပြီးလို့ရှိရင်အောင်မြင်နေတဲ့ကုမ္ပဏီတွေ key ပေါ့နော်သူတို့ရဲ့ဘာလို့သူတို့အောင်မြင်နေရသူတို့ရဲ့ key ကဘာလဲသူတို့စီကနေပြီးတော့အမ copy လုပ်တယ်လေ့လာတယ် ပြီးလို့ရှိရင်အားနည်းနေတဲ့မအောင်မြင်တဲ့လူတွေရဲ့ weak point ကိုအမှကြည့်တယ်။ပြီးလို့ရှိရင်ဒီနှစ်ခုကိုပေါင်းပြီးတော့ဒီအောင်မြင်တဲ့ company နဲ့မအောင်မြင်တဲ့ company နှစ်ခုတအောင်လို့ထပ်ပြီးတော့ငါဘာထပ်ပြီးတော့ add ပြီးတော့ပေါ့နော်။ဘာကိုလှုပ်ဆောင်ဖို့လိုလဲဆိုအမှတွေးပြီးတော့ business structure တစ်ခုအမှတိဆောက်ပြီးတော့အမှလုပ်ငန်းအောင်စလုပ်တယ်ပေါ့နော်။ဟုတ်ကဲ့ရှင်။အဲ့လိုစလုပ်တဲ့အချိန်မှာဒီလုပ်ငန်းကမချင်မလောက်အောင်အောင်မြင်တယ်ပေါ့နော်။အမှတနှစ်အတွင်းမှာပဲအမှအုပ်စုကြီးကြီးရလာရဲ့။ အမကုမ္ပဏီဒီဝန်ထမ်းနှစ်ယောက်ကနေစခဲ့တဲ့ကုမ္ပဏီကနေပြီးတော့နောက်တစ်နှစ်အတွင်းမှာပဲအမဝန်ထမ်း16ယောက်ပေါ့နော်၁၆ရောက်လာနေအမရန်ရတယ်။အဲ့တနှစ်နှစ်နှစ်အတွင်းမှာပဲအမကအရှင်တည်းကဒီ River Cruise တွေကိုအမအရင်သဘောကြတယ်လေ။ရေနဲ့ပတ်သက်တဲ့လုပ်ငန်းသင်းမောတွေဘက်လီတွေအဲ့ဒါတွေကအမကအိမ်မက်တစ်ခုလိုပဲပေါ့နော်။ guide လုပ်တဲ့အချိန်တုန်းကငါတနေ့မှာဒါတွေကိုငါ လှုပ်ချင်လိုက်တာဥဆောင်ပြီးတော့ဆိုအမဂိုက်လောက်တော့အများနဲ့စိတ်ကူးရင်ခဲ့တယ်ပေါ့နော်အဲ့ကြတော့အမရဲ့ပထမအဦးဆုံးအိမ်မက်ကိုစအကောင့်ထဲပေါ်တာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အမဒီမြစ်ပေါ်မှာ ARR မြစ်ပေါ်မှာအမကျွန်းတင်မော်လီနေပေါ့နော်စပြီးတော့နိုင်ငံသားတွေကိုဈေးအသက်သာဆုံးဈေးနဲ့ပေါ့နော် local လဲစီးနိုင်ရမယ်နိုင်ငံသားလဲစီးနိုင်ရမယ်ဆိုပြီးအမကျွန်းတင်မော်လီဒီဇင်းကိုစပြီးတော့အပြည့်စွဲတယ်ပေါ့နော် ARR မြစ်ပေါ်မှာ ARR မြစ်ပေါ်မှာပြည့်စွဲတဲ့အချိန်မှာအမတို့ကိုယ်တိုင်ပဲ service ပေးတယ် ဒီသူတို့ရဲ့အဲကျန်းမာရေးပေါ့နော် hygiene standard တွေအဲ့ချိန်မှာ ARR မြစ်ပေါ်မှာဈေးကြီးတဲ့သင်္ဘောတွေကလွှဲရင်ဈေးနည်းတဲ့သင်္ဘောတွေအကုန်လုံး hygiene ကိုကောင်းကောင်း control မလုပ်နိုင်သေးဘူးဟုတ်ကဲ့ပါအဲ့ချိန်မှာအမရဲ့အတွေ့အကြုံရအမအဲဒီ hygiene standard ကိုအမတည်ချောင်းခဲလုပ်တယ်အဲရေတန့်စနစ်နောက်ပြီးတော့အမ service ပိုင်းဆိုင်ရာ site scene တွေကိုလည်းတခြား5 star သင်္ဘောတွေက site scene တွေအတိုင်းအမလုပ်တယ်အမကိုယ်တိုင် guide လိုက်တယ်သင်္ဘောပေါ်မှာသင်္ဘောသားတွေကိုလည်းအမကိုယ်တိုင် train မိတယ် အမလည်း briefing ပေးတယ်သင်္ဘောပေါ်မှာပေါ့နော်ကိုကိုတိုင်းလည်းလွယ်အိတ်ဆက်လွယ်တိုင်းပြီးတော့အမထီလေးတစ်ချောင်းနေလိုက်တာအမ company pension တယောက်လို့ဘရောမမနေဘူးပေါ့နော်လက်ရှိမှာအမလောက်ဆောင်နေတဲ့လုပ်ငန်းတွေကဘယ်နှခုလောက်ရှိနေပြီလဲပြီးတော့ရှေ့ဆက်ပြီးတော့အမတိုးချက်ဖို့အတွက်အစီအစဉ်တွေရောရှိနေလားရှင့်အမလက်ရှိမှာဆိုလို့ရှိရင်အာတော်တော်လေးတော့အများနေပြီပေါ့နော်အမအရင်တုန်းကဆို Travel Center တို့တခုပဲရှိတာနေပြီးတော့အခုချိန်မှာတင့်တင့်မြန်မာ groups of company ပေါ့နော် holding company တခုဖြစ်လာတယ်။အမက company လက်အောက်မှာဆိုလို့ရှိရင်အမတို့က Travel and Tour အပြင်ကိုပေါ့နော်အ River Cruise Leasing နဲ့ရွက်လီ၅ဆင်းနဲ့ပေါ့နော်အမတို့ရွက်လီတွေဆိုတာဘေကျွန်းစုပတ်မှာပေါ့နော်ဒါဒါမြန်မာနိုင်ငံကပထမအဆုံးမြန်မာလူမျိုးတယောက်အနေနဲ့စပြီး operate လုပ်တဲ့ company ပဲပေါ့နော်လက်ရှိမှာအမတို့စပြီးကောင်းတဲ့ဖော်နေပါပြီပေါ့နော်အဲ့ဒါတွေကလည်းအောက်မြန်မာတဲ့အမအဲ့အပြင်ကိုပဲအမ အထည်ကျုပ်ဆက်ယုံပေါ့နော်အထည်ကျုပ်ဆက်ယုံဆိုတာဟိုရိုးရိုးဒီကိုရီးယားတွေဂျပန်တွေအထည်ကျုပ်မျိုးမဟုတ်ပဲနဲ့မြန်မာနိုင်ငံမှာမရှိတဲ့ uniform ပေါ့နော် uniform ကိုအမားတို့ hostels ပေါ့နော်အကြီးထုတ်တဲ့ဆက်ယုံနေနဲ့အမားတို့အခု yara uniform ဆိုပြီးတော့အမားအရာကြီးလေးလှုပ်ထားတယ်။နောက်ပြီးတော့အဲအမားတို့ထပ်ပြီးတော့ဟိုဟာ hotel လုပ်ငန်းပေါ့နော်အမား hotel ကလောတို့စကိုင်းတို့မန်လေးတို့မှာအမား hotel ကြီးလေးစောက်ပြီးတော့ချက်ထွင်ထားတယ်။နောက်ထပ်ထပ်ပြီးတော့လေမိုးခုတ်တို့အမားတို့ဟို ဟိုကကော့တောင်းတို့အဲ့ဘက်ဒီမှာလည်းအမထက်ပြီးတော့ချဲဖို့အားလုံးစီစဉ်ထားရပေါ့နော်ဟုတ်ကဲ့အခုလောလောဆယ်မှာညောင်ရွှေအင်းလေးဘက်မှာဆိုလို့ရှိရင်လည်းအမဒီနိုင်ငံမှာမရှိတဲ့အမ်ဟိုတယ် type တိပေါ့နော်ဟိုလိုမျိုး flight size ဒီ luxury cruise မဟုတ်ပေါ့နော်လူတွေအားလုံးကလေးတွေအားလုံးဟိုဟိုဟာဘယ်လိုခေါ်မလဲလူကြီးလူငယ်မျိုး local တွေရောအကုန်လုံးပေါ့နော်အဲ့လို enjoy လုပ်နိုင်နေအမတို့ဟိုစာ ို resort တွေလုပ်ဖို့ပေါ့เนาะအဲ့ plan လေးလည်းအများကြီးရှိပါတယ်အခုလောလောဆယ်အကြီးဆုံး project နှစ်ခုကတော့အမ site ပြိုးရေးပေါ့เนาะ site ပြိုးရေးမှာအမအဲ Australia group နဲ့ပေါ့เนาะ Australia နိုင်ငံက site ပြိုးရေးအဲ professional လုပ်တဲ့ site ပြိုးရေး company နဲ့အမနဲ့ဒီအစိုးရတဲ့နဲ့ပေါ့เนาะအမတို့ပူးပေါင်းပြီးတော့ အမားတို့စိုက်ပျိုးရေးစီမံကိန်းအကြီးတစ်ခုကိုစတင်နေတယ်။အမားတို့ဒီတစ်နှစ်နှစ်နှစ်တွင်းမှာအမားတို့ရဲ့ဒီဒီရွေချက်ကတော့လေသမားတွေရဲ့အများစုကလေသမားတွေကိုဟုတ်ကဲ့ဒီလေသမားတွေရဲ့ဘဝကအမြန်ဆုံးတိုးတက်ဖို့ပေါ့နော်။သူတို့ဘဝ improve ဖြစ်ဖို့အမားတို့တက်ကက်ထားထားတယ်။အမားတို့လေယာစိုက်ပျိုးရေးခန္ဓာကိုတစ်နှစ်နှစ်တွင်းမှာအကြီးအကျယ်အမားတို့ပြောင်းလဲမယ်။ ပြီးလို့ရှိရင်နောက်တစ်ခုကစွမ်းအင်ပေါ့နော်အမတင့်တင့် energy ဆိုပြီးတော့အခုထက်ချက်ထန်လာတဲ့စွမ်းအင်ကုမ္ပဏီတစ်ခုအမလုပ်ထားတယ်။အရင်ကောင်းပါတယ်မဟုတ်ကဲ့ဟာအဲ့တော့မှဟိုလုပ်ငန်းတွေအများကြီးကိုဦးစီးနေရတဲ့အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်မဟိုအထက်ကအမတွေ့ကြုံရတဲ့စိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲရှင့်အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စိန်ခေါ်မှုကသူများထက်ပိုကြီးတာပေါ့နော်မြန်မာလေးမြန်မာဒီအမျိုးသမီးဒီတော်တော်များများဆိုလို့ရှိရင်ဟိုဘာပဲပြောပြောအကြောက်တရားနဲ့အချက်တရားလေ တယ်အမအကြောက်တရားအချက်တရားမရှိလို့တော့ပြောတာမဟုတ်လေအကြောက်တရားနဲ့အချက်တရားလူရာထက်ပိုပြီးတော့တအားကြီးနေတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုကြီးနေတဲ့အတွက်သူတို့တစ်ခုခုဆိုဆိုရင်စိတ်များတဲ့အတွက်ပေါ့နော်အဲ့ကြလို့ရှိရင်စီးပွားရေးပိုင်းဆိုင်ရာမှာနှောင့်နှေးတာလေးဖြစ်တတ်တယ်ပေါ့နော်ဟုတ်ကဲ့ယောက်ျားကြီးအများကြီးနဲ့အလုပ်လုပ်ရတဲ့အခါမှာရှုထုတ်ရှက်နှက်ဖြစ်တယ်အရန်ရှက်တယ်အဲ့လိုမျိုးပေါ့နော်အလုပ်လုပ်တဲ့အခါမှာအဆင်မပြေဖြစ်တဲ့အပိုင်းတွေအများကြီးမိန်းကလေးတော်တော်များများမှာရှိတတ်တယ်လေဟုတ်ကဲ့အဲ့ကြတော့အမအနေနဲ့ကကြတော့ဒါတွေကိုအမ ဖယ်ထုတ်လိုက်တယ်။ဟိုဘယ်လိုခေါ်မိမိဒီအာတိတ်ခါရှိရှိနေထိုင်မယ်။တိတ်ခါရှိရှိပြောဆိုဆက်ဆက်မယ်ဆိုလို့ရှိရင် main ကလေးရောက်ကြလေးအမခွဲကြနေဘူးမလို့ဘူးပေါ့နော်။အမပြောမဲ့အာဟိုက talk ကိုပဲအမဥတည်ရေဒီအရှိရကိုရှိရကိုနဲ့ပြောနေတဲ့လူကမိန်းမလားယောက်ျားလားဆိုတော့အမစိတ်ထဲမှာမတွေးထားအောင်ဟုတ်ကဲ့ပါဒါဒီအမပြောမဲ့အမရဲ့ target တစ်ခုကိုပဲအမ concentrate လုပ်တယ်ပေါ့နော်များသောအားဖြင့်ယောက်ျား လုပ်ငန်းရှင်တွေနဲ့လှုပ်လှုပ်ရတာပေါ့နော်ဒီလုပ်ငန်းရှင်တွေထဲမှာတော်တော်လေးကိုမောင်နှမတွေလို့စောင့်ရှောက်တဲ့အဲဒီလုပ်ငန်းရှင်တွေရှိတယ်လို့မျိုးတခါကြလို့ရှိရင်အဲ they play dirty game လေသူတို့က dirty game လို့ကစားရဲ့သူတို့ရဲ့အကွက်တွေကိုအမက serious အရန်ကြည့်ပြီးတော့ထိမ့်သိမ့်ရတယ်အရန်ကိုဟို careful be careful ပေါ့နော်အများအားအမအဲ့ဒါကို အများရန်သတိထားနေရတယ်အဲ့လိုသတိထားနေရတဲ့အတွက်တခါကျရင်ဒီလိုမျိုး challenge မိုင်းဆိုင်ရာတွေကတော်တော်ကြီးတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုမျိုးအခြေအနေမျိုးကိုတော့အမအစိတ်အေးအေးခေါင်းအေးတတိရှိရှိနဲ့ပဲအမဖြည့်ရှင်းခဲ့တယ်ပေါ့နော်အမနိုင်ငံလုပ်ငန်းများစုမှာအခုဟိုသတိထားမိတာကလည်းဟိုရာထူးကြီးကြီးပိုင်းပေါ့နော်အမရာထူးကြီးပိုင်းမှာတော့ဒီအမျိုးသမီးတွေကနည်းနေရတော့တွေ့ရတယ်ညီမတို့လေဟိုအမျိုးသားတွေကပဲအုပ်ချုပ်မှုပိုင်းတွေမှာဝင်ပြီးတော့နေရာယူထားတာတွေကများနေရတယ်အဲ့ဒီပုံမှာအမဟိုဘလို့မြင်မိလဲရှင်ဟိုအဓိကတော့ဘာကြောင့်အဲ့လိုဖြစ်နေရတော့အမသုံးသပ်ချက်လဲ ဒီ family life တွေမှာအမျိုးသမီးတွေရာဆိုလို့ရှိရင်သူတို့မှာကွဲပြားခြားနားတဲ့ယောက်ျားအမျိုးအစားတွေရှိတယ်။တချို့ကလည်း openly ခွင့်ပြုတဲ့ယောက်ျားတွေရှိတယ်။ဟုတ်ကဲ့။တချို့ကကြတော့အဲအဲ့လိုမျိုးအမြဲတမ်း jealous ဖြစ်ပြီးတော့ ပေါ့နော်အိမ်ပြန်နောက်ကျတဲ့အချိန်မှာပြဿနာရှာတာတို့ဘာလို့အဲ့လိုမျိုးကြီးအတွက်ဆိုအမျိုးသမီးတွေအရဆိုလို့ရှိရင်သူတို့မှာအထိုးဖောက်နိုင်ရဲ့အသားနဲ့အရေးချင်းနေရှိရဲ့အသားနဲ့တခါကျရင်သူတို့ရဲ့အနောက်ဘက်မှာ family ကိုပြန်ပြန်ကြည်နေရတယ်သူတို့မိသားစုဘဝကိုမပြိုကွဲအောင်ထိန်းသိမ်းရင်းနဲ့ဟိုနောက်ပြီးတော့သားသမီးတွေပေါ့နော်မြန်မာမိခင်နဲ့မြန်မာအသားသမီးတွေအရဆိုအများကြီး keep in touch ဖြစ်နေတယ်လေအဲ့လိုဖြစ်နေတဲ့အခါကျတော့သူတို့ကကလေးတွေအတွက်ရဲ့ကလေးတွေရဲ့စိတ်ဆန္ဒရည်ရဲ့ ်ပြီးတော့ကိုယ့်ယောက်ျားနဲ့အိမ်တော်မှုကိုမပြိုကွဲဖို့ရယ်ပြီးတော့မိဘတွေရဲ့ traditional ပေါ့နော်အရန်ဟိုဘဲရောက်နေတာလည်းနင်းပြန်မလာသေးဘူးလားဘာညာဒီလိုမျိုးအပိုင်းမျိုးပေါ်မှာဟိုသူတို့ကဦးစားပေး priority first priority အနေနဲ့ဦးစားပေးလိုက်တဲ့အခါ business က second priority ဖြစ်သွားတဲ့အခါကျတော့အောင်မြင်သင့်တဲ့လောက်မအောင်မြင်ဘူးလို့အမထင်တာပေါ့နော်တဲ့မှာဒါပေမဲ့ဒီဟာကကျတော့အမတို့ဟိုဘယ်လိုခေါ်မလဲမြန်မာနိုင်ငံရဲ့ဟို ဒီဒီမိသားစုစနစ်ပေါ့နော်ဒီအတွက်ဦးစားပေးခဲ့တာလည်းသူတို့ကိုလေးစားစရာပါပဲလေဒါပေမဲ့နောက်တစ်ခါကျတော့အမတို့မြန်မာပြည်ဒါကတော့ဟိုအမထင်တဲ့တစ်ချက်ပေါ့နော်အမကတော့ single mom ဖြစ်တဲ့အတွက်အမရဲ့အာတားလေးကိုအမငငယ်လေးတည်း train ထားတယ်ပေါ့နော်သူ့အမရွေးချယ်ခိုင်းထားတယ်မမေကအနားမှာနေပြီးတော့အမြဲတမ်း keep in touch ဖြစ်တဲ့အမေတယောက်အနေနဲ့ပဲအာတာမန်ပေါ့နော်ဟိုဒီမှာပဲအလုပ်လေးလုပ်ပြီးတော့ညနေပြန်လာမယ် ကလေးကိုခဲလို့မယ်ဆိုတော့မိခင် life နဲ့အမေကိုလိုချင်လားသို့မဟုတ် तू ဖြစ်ချင်တဲ့ life မှာအလှဆုံးဘဝကိုပိုင်ဆိုင်မဲ့ဖန်တီးနိုင်မဲ့အမေတရားဖြစ်စေချင်လားပေါ့နော် လေးကိုတော့ကလေးနားလေတဲ့ language နဲ့သုံးခဲ့တာပေါ့နော်အဲ့လိုပြောတဲ့ချိန်မှာသူရွေးချယ်ခဲ့တာသသားလိုချင်တာတွေခုံရတဲ့ like ကိုသူလိုချင်ပါတယ်အရန်တော်တဲ့မမေကိုလိုချင်ပါတယ်လို့သူကပြောတယ်အဲ့ကြတော့ကဲအရန်တော်တဲ့မမေကိုလိုချင်ရင်တော့ဒါလေးတွေဒါလေးတွေတော့တာတိခံရမယ်လို့ပြောတဲ့ခါမှာအဲ့ဒီကလေးကတိခံခဲ့တယ်ဘယ်တော့ခါမှကိုကိုအမေမရှိရင်အမေခီးသွားတဲ့အချိန်တွေပါတယ်ဆိုရင်ငိုတာတွေကြီးကြတာတွေလုံးဝမရှိဘူး ဒါပေမဲ့ပြန်လာရင်တော့ဘာဝင်လာမယ်ဘာလုပ်ပေးရမယ်သူရဲ့တောင်းဆိုချက်တွေရှိတယ်ပေါ့နော်အခုဆိုရင်ဒါလေးရအမဒါလေးရဆိုလို့ရှိရင်16နှစ်ပြည့်ပြီးတဲ့အချိန်မှာပဲကုမ္ပဏီပိုင်ရှင်ဘွားကိုစရောင်းနေပြီသူသူ့ကိုကုမ္ပဏီနှစ်ခုစတင်တည်ထောင်ပေးထားတယ်ပေါ့နော်သူကဟိုအသက်ငယ်ငယ်လေးနဲ့တော်တော် management လုပ်နိုင်နေအခု loss တော့ Australia မှာကျောင်းတက်နေတယ်ကျောင်းတက်ရင်းနေပဲအလုပ်ကိုတွဲလုပ်နေတယ်ပေါ့နော်သတ္တလေးခုနောက်ဆုံးမိကုံးလေးတစ်ခုအနေနဲ့မှာအမျိုးသမီးကြောင့်အနေနဲ့ဟိုဘဝမှာအောင်မြင်မှုကိုရရှိဖို့အတွက်ကိုအမလိုမျိုးအချိန်တိုအတွင်းမှာရအောင်လုပ်နိုင်ခဲ့တဲ့သူတယောက်ကဲ့ တော့ချက်ပေါ့နော်အဲ့အဓိကတော့ချက်ကဘာများဖြစ်မလဲရှင်အားလေးကိုညှပ်ပြီးပါလားအမရဲ့အဓိကတော့ချက်ကပေါ့နော် အမအနေနဲ့က momentum ကို loss မဖြစ်အောင်ကိုယ့်ရဲ့အမြဲတမ်းသွားနေတဲ့အချိန်အဟုန်ပေါ့နော် loss မဖြစ်အောင်လို့ control တစ်ခုကိုရှိဖို့လိုတယ်ဟုတ်ကဲ့ပြီးလို့ရှိရင်နှစ်အချက်ကကြတော့အမ်အမတို့ဟိုဘယ်လိုအမြဲတမ်း innovative ဖြစ်နေရမယ် ။ဘာလို့လဲဆိုတော့ကို innovative ဖြစ်နေရမယ်ဆိုတာမိမိလုပ်နေတဲ့လုပ်ငန်းကဒီတိုင်းပဲသွားနိုင်မယ်ဆိုလို့ရှိရင်ခက်တွေပြောင်းသွားပြီဆိုလို့ရှိရင်မိမိရဲ့လုပ်တဲ့လုပ်ငန်းအောက်ကိုပြုတ်ကျသွားမှာ။ဟုတ်ကဲ့။အဲ့ကြတော့အများနဲ့ innovative ဖြစ်နေရမယ်။နောက်ဆုံးတစ်ခုကကြတော့အမတို့ဗုဒ္ဓဘာသာနဲ့ဆိုင်တာပေါ့နော်။ Never eat alone ပေါ့နော်။ဟုတ်ကဲ့။အမတို့ကဆိုလို့ရှိရင်မိမိချမ်းသာဖို့တစ်ခုတည်းကိုပဲကြည့်နေမယ်ဆိုလို့ရှိရင်ပေါ့နော်။အမတို့ဒီနိုင်ငံမှာအမတို့ရဲ့ ဗုဒ္ဓဘာသာရဲ့အမတို့ခံယူချက်အရာပေါ့နော်အမတို့ကိုတယောက်တည်းပဲစားမယ်တခြားလူမမျှဝေဘူးဆိုလို့ရှိရင်အဲ့ဒီအစားအသောက်ကသဘောနေပြီဆက်စားလို့မရတော့အဲ့လိုသဘောမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့အမအဲ့တခု never eat alone ဆိုတဲ့ဟာကိုလက်ကင်ထားရတဲ့အမ CSR ပိုင်းပေါ့နော်ဟုတ်ကဲ့ပါအမဒါ social responsibility ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုလေအမအမြဲတမ်းစဉ်းစားရပေါ့နော်ကိုကကိုဘိုက်က ဖြည်းဖြည်းဖြည်းချင်းနည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 ်းဝလာပြီဆိုလို့ရှိရင်တခြားမဝသေးတဲ့လူတွေကိုแชร์ဖို့ပေါ့เนาะဒါအမားတို့ကအမြဲတမ်းစဉ်းစားရမယ်ဒါအောင်မလုပ်ဘူးဆိုလို့ရှိရင်အမားတို့ရဲ့စီးပွားရေးရေရှည်ဆက်သွားဖို့ ਆ ဆိုလို့ရှိရင်အမအနေနဲ့အရန်ကွဲပြားသွားလိမ့်မယ်ဒီ CSR ဘိုင်းကိုဥတီပြီးတော့သွားနေတဲ့လုပ်ငန်းရှင်နဲ့မိမိတယောက်တည်းပဲအထမ်းသာဖို့ပဲကြည့်ပြီးတော့သွားနေတဲ့လုပ်ငန်းရှင်နှစ်ဦးရဲ့ကွာခြားချက်ကဆိုလို့ရှိရင်အာ short term မှာမသိစားဘဲနဲ့ long term မှာအရင်ကွာသွားတယ်အဲ့ကြတော့ကိုက အဲမှန်လို့ပဲပေါ့နော်ကိုကကောင်းတယ်ဆိုလို့ရှိရင်ကိုစီကိုကောင်းမှုတွေကပြန်လာမှာပဲဆိုရဲခံယူချက်တခုအမှမှရှိတယ်ပေါ့နော်ဟုတ်ကဲ့အခုလိုမျိုးဟိုအတွေ့အကြုံလေးမဟုတ်တူတာတွေအားလုံးဝင်ပြပေးရတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ညီမလေးတို့မိစင်မအောင်လေအမအောင်အခုလိုလာပြီးတော့ဒီမီဒီယာနေတဆင်ပေါ့နော်အမရဲ့အတွေ့အကြုံလေး um ways of thinking လေးတွေ share ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ